အားလုံးပဲမင်္ဂလာပါ Socos ညပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့တပတ်ရဲ့ကျွန်တော် UR လဝိစကားဝိုင်းအစီအစဉ်မှာတော့ကျွန်တော်တို့ဒီပွဲဝင်းနေတယ်ပြည်ပသက်တွေနဲ့လည်းထူးထူးမြှဝေးနေတယ်ကျွန်တော်အထက်မြမာပြည်ရဲ့လဝိသမားတယောက်ဖြစ်တဲ့ကြော်စာဝင်းအကြောင်းကိုကျွန်တော်နဲ့ကိုစိုးညီတို့ကနေပူပေါင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အကိုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုကြော်စာဝင်းပေါ့နော်ကြော်စာဝင်းကိုကျွန်တော်တို့နောက်ဆုံးတီးလိုက်တာရောင်းမထုံးမင်းနဲ့ထိုးတယ် open way show တော့ရပါတော့ပြီးတော့ကျွန်တော်ဂျာရန်မှာတော့ဒီပြန်ကြီးကမှာတပွဲထိုးလိုက်သေးတယ်ထင်တယ် အဲ့တော့ဘယ်တော့သူ့ရဲ့တည်င်းကအစပြတ်သွားတယ်ဗောနော်ပြိသက်ထဲမှာပြိသက်နဲ့လည်းပြတ်သွားတယ်ဆိုတော့ဒီ your lowweight လောကလူတွေနဲ့လည်းပြတ်သွားတယ်အဲ့တော့လက်တော့ကြောက်သွားပြန်ဘာလုပ်နေလဲပြိသက်ရှိကိုပေါ်မလာပဲနဲ့အဲ့ကြောင့်လို့ဆွေးနွေးရအောင်အဲ့တော့အကိုတိထားတာလေးရှင်နဲ့တော့ပြောပါအောင်ကြောက်သွားတော့ပြိထားတာတော့မမြန်ဆဆတော့မရှိပါဘူးဒါပေမဲ့ကိုလည်းစိတ်ဝင်စားတယ်သူဘာလုပ်နေလဲဘာဘာတွေပြင်ဆင်နေလဲဗောနော်ဒီလက်တော့မှာလေးပြောသလိုပဲထွန်းတော့မင်းကသူရန်ကုန်မှာလေးကြီးမှာသူရှုံးသွားတယ်အဲ့ထွန်းတော့မင်းကိုရှုံးနေပွဲပြီးသွားတော့နောက်တစ်ပွဲပဲသူထထိုးတယ်ညာချင်းကမှာအီရန်ကသာသမားနဲ့ ဟုတ်ပြီအဲ့မဲ့သူနိုင်လိုက်တယ်2024ဒီဇင်ဘာလောက်ပါဒီဇင်ဘာလောက်ဖြစ်မှာတယ်2024ဒီဇင်ဘာလောက်ပါလူရန်ကစားသမားအများကြီးငူပါထင်တယ်သူနိုင်လိုက်တယ်အပွဲနောက်ပိုင်းပြောက်သွားတယ်ဟုတ်ကဲ့ဒီအဲ့တော့ဒီကြားထဲမှာသူဘာတွေလုပ်နေလဲဘာတွေပြင်ဆင်နေလဲတတင်းတွေကတော့အမျိုးမျိုးထွက်တာပေါ့နော်စိတ်ဝင်စားစရာတော့ကောင်းပါတယ်စူးစားဝင်းကဟိုဘယ်လိုပြောရမလဲဝေးရပေါ့နော် open weight ဆိုရင်အဲ့တော့ကတော့ tournament ဆိုဝေးကတော်တော်လေးကွာတဲ့အခြေအနေပေါ့နော်အားကွာပါမယ်လေထင်တယ် ပြသူပရမတမ်းမှာဆိုလဲကျွန်တော်ထိုးစရာလူတွေကြံသေးရေပေါ့ဘာလို့သွေးသက်နဲ့ပြန်ထိုးမလားအောင်ခိုင်နှုတ်နဲ့ပြန်ထိုးမလားအောင်ခိုင်နဲ့ဒီကြောကြောဝင်းဆိုလဲလူတွေစိတ်ဝင်စားတာပဲပေါ့နော်ဒီအဲ့လိုမျိုးမဟုတ်လဲရှုခိုင်မင်းနှုတ်နဲ့ပြန်ထိုးမလားပေါ့နော်ဒါမှမဟုတ်လဲဒီဝမ်းချက်မြေရှုကိုသွားမလားလက်တော့ကျွန်တော်ကြားတာကတော့ဒီအဲ့ထွန်းနှုတ်မင်းနဲ့ပွဲပြီးရဲ့အချိန်မှာပေါ့နော်နည်းကြားရင်ကျွန်တော်ကြားတာကတော့သူခီးရေသွားတယ်ဒီဒီဘန်ကောက်မှာပေါ့နော်ထိုင်းမှာသွားလေ့ကျင့်နေဆိုတာမျိုးအတန်ကြားရတယ်ပြီးခဲ့တဲ့ဒီလာပိုင်းလောက်ပဲဖိလစ်ပိုင်နှစ်ပတ်လောက်မှာပဲဖြစ်နေမှာသတင်းတက်လာတွေ့ရဲ့ ဒီကျွန်တော်ဒီမြန်မာကစားသမားတွေနဲ့ဝမ်းနဲ့ကိုချိတ်ဆက်ပေးနေတဲ့ဖြိုးဝင်ရတဲ့တက်လာတာတက်မြောက်ပြီးကစားသမားတရားကိုစောင့်ချုပ်ဖို့ရှိရဆိုတဲ့အတွက်လည်းကျွန်တော်တို့ကဒီကြော်စာဝင်းများဖြစ်မလားဆိုတဲ့မျှော်လင့်ချက်မျိုးနဲ့စောင့်ကြည့်လိုက်သေးတယ်။အဲမှာအကုန်လုံးကလည်းလို့ထင်ရရေးကြပြောကြပါတော့ကုတင်မြင့်တွေကိုပြောကြယူဆချက်တွေပြောကြနဲ့တော်တော်လေးလဲအဲ့တဲ့င်းကထရမ့်ဖြစ်သွားသေးတယ်။ဒါပေမဲ့တကယ်ကြောင့်ကြော်စာမဟုတ်ပဲနဲ့အဲအခြားတရားဖြစ်သွားဖြစ်သွားရပါတော့။အဲတော့ကြော်စာမပြောက်နေရပါတော့။အဲ့လိုမျိုးတွေကြောင့်ဖြစ်နိုင်တာပေါ့။ ဒီကတော့ပြောင်းနေတယ်ဆိုတာကိုတို့ဒီရိုးရလဝိသမားတွေကရှင်းလဲဘောလောလောဆယ်အသုံးဖို့ပဲရှိတယ်ရန်ကုန်မှာလည်းပွဲတွေဝေးနေတယ်တော်တော်ကြာသွားပြီကြာသွားပြီဆိုခင်ပြင်းထဲမှာပွဲဖြစ်ပွဲဖြစ်တဲ့ခင်ပြင်းထဲမှာဖြစ်တဲ့ပွဲမှာပိုင်ပါမပါလို့ရှိရင်ဝမ်းချန်ပြန်ရှစ်တို့ဒါမှမဟုတ်လို့ရှိရင်ခွန်ခမာတို့အဲ့သုံးခုမှမထိုးလို့ရှိရင်လို့ရှိရင်ရိုးရလဝိသမားတွေတို့ကပွဲကတိတ်မမြင်အောင်ပေါ့နော်ရန်ကုန်မှာလည်းပွဲရှာနေတော့ကျော်တော်ဝင်းဖြစ်ချင်တော့ ဒီ engine တွေအများကြီးကိုပွဲမှာနောက်ဆုံးထိုးပါလေထိုးပိုင်းတော့တောက်လျှောက်ပြောက်ပါလေထွက်လာတဲ့သတင်းတွေကတော့သူထိုင်းมาသွားတယ်လေဂျင်းမို့လောက်တယ်ထိုင်းရဲ့ကလပ်တစ်ခုနဲ့ဆက်သွဲတယ်အကောင်းဆုံးပုံစံသူပြင်ဆင်မယ်ဆိုတာမျိုးတွေသူပြောထားတာတွေရှိတယ်အဲ့ဒီဒါပေမဲ့လည်းနောက်ပိုင်းပြန်ကြားရတာကြတော့သူသွားတဲ့သူ join တဲ့ကလပ်နဲ့သူနဲ့အဆင်မပြေဘူးဘာအဆင်မပြေလဲတော့ဒီကြားမသိဘူးအဲ့ဒါနဲ့သူညမပြေပြန်ရောက်လာတယ်ပြန်ရောက်လာပြီးတော့ညီလေးပြောတယ်ဝမ်းနဲ့ဝမ်းမှာထိုးမယ်ဆိုတဲ့သတင်းအစားအလာထွက်လာတယ်ဒါမှမဟုတ်တကယ်တကယ်ကြတော့လည်းမဖြစ်ဘူးပေါ့နော် ဘယ်လိုပဲဖြစ်ပြိဿကတော့သူ့ကိုမျောလင်းနေတာပေါ့ဟုတ်ကဲ့အဲ့လက်ရှိအခြေအနေမှာပေါ့နော်ကျွန်တော်ကပျောက်နေပေါ့နော်သူ့လူကစားသမားကတော့ဒါပို့သူ့လူဖိုက်တာကတော့ပြောမယ်ဆိုလို့ရှင်မပြောက်ွယ်စေခြင်းသေးဘူးအသက်ကလည်းငယ်သေးတယ်ပြီးရင်ခြေစမ်းခြေစလက်စလည်းလက်စလက်နာလည်းရှိတယ်တက်ကဲလမ်းလည်းအများကြီးမြင်အဲ့တော့စူစာဝင်းနေရကနေအကူဆိုရင်လောစီမှာရွေးချယ်ချင်မရှိဘယ်နှခုလောက်ရှိနေလဲပေါ့လောလောဆယ်အရောင်ကြီးလေးအခုနောက်၃ခုလောက်ပဲနေရသူ့အနေထားထိုးလို့ရတယ် ရန်ကုန်မှာလောလောဆယ်ပွဲလုံးအောင်မရှိသေးဘူးရန်ကုန်မှာပွဲမလုပ်လို့သူပွဲမရတာခါအဲ့ဒါတော့ပြဿနာမရှိဘူးပေါ့နော်။နောက်ကရင်ပြည်နယ်တွေထဲမှာကရင်ပြည်နယ်နယ်ပွဲတွေဒါပေမဲ့လေသူကလည်းတခုရှိတာကရင်ပြည်နယ်မှာပွဲဝင်နေတဲ့အကြောင်းကကိုမြင်တာတော့နော်ကရင်ပြည်နယ်မှာဘယ်လိုကစားအမားတွေရလဲကရင်ပြည်နယ်မှာ base လုပ်တဲ့ကစားအမားတွေရတော့ပွဲများလုံးရတယ်။သူကမန္တလေးရဟုတ်ကဲ့။ဟိုကရင်ပြည်နယ်မှာ base လုပ်တာမဟုတ်ဘူး။အဲ့တော့အဲ့ကြောင့်လေကရင်ပြည်နယ်ပွဲတွေပါသူပွဲဝေးတာလည်းဖြစ်နိုင်တယ်။နောက်1 1ကြတော့ကိုကြားတာနှစ်ပိုင်းတစ်ပိုင်းကကြတော့ သူကိုယ်တိုင်အားကိုဒီသွားဖို့အဆင်ပြေမဖြစ်သေးတာမဖြစ်သေးဘူးဆိုတော့ तू စိတ်ပိုင်းဆိုင်ရပါတော့ तू ဒီထက်ကောင်းတဲ့ကောင်းကို तू ပြင်ဆင်ခြင်းနဲ့အကောင်းဆုံးပုံစံနဲ့သွားပြီးပြိုင်ခြင်းနဲ့အဖြစ်သဘောမျိုးသွားမပြိုင်ခြင်းအောင်အဲ့တော့ तू အချိန်ယူပြင်ဆင်တယ်ပြင်ဆင်နေတယ်ပေါ့နော်အဲ့လိုမျိုးကြားရတယ်ခွန်ခမားတော့ကိုထင်ပါတယ်သူသွားမယ်မထင်ဘူးခုလိုလိုပြပါတော့ဟုတ်ကဲ့ဒီတချို့အပိုင်းနေပေါ့နော်တချို့အပိုင်းနေဆိုကြပါစို့ဥမာပီရင်းမှာဆိုလို့ရှိရင်တက်လာတဲ့လူတွေရှိရယ်စူပါရေဂျန်တို့လိုမျိုးပေါ့နော်တက်လာတဲ့လူရှိရယ် အဲ့လိုကစားသမားမျိုးနဲ့တဲပေးဖို့သွားတဲ့အခါမှာသူ့ဘက်ကညင်းတာမျိုးတွေဖြစ်နိုင်တယ်အဲ့ဒါကြောင့်မပွဲမရဘူးဆိုတော့ KB နဲ့ပွဲတွေဆိုတော့အမိုးရတီကလာတော့မှဖြစ်တယ်လာရင်ဒီပွဲကိုလုံးပြီးပြီအခုတော့မှပဲပွဲတော်တော်ပါသွားပြီအခုကဟိုပွဲပြီးသွားပါပြီပွဲပြီးသလောက်ဖြစ်သွားပြီပေါ့နော်ခုငါးလပိုင်းလဲဟိုပါဖြစ်နေပြီအဲ့ဒီတော့ KB လည်းထဲမှာပွဲနဲ့ရည်ရောက်မှပဲပွဲပွဲတွေပြန်ဖြစ်ပါနေလေးမေးသလိုပေါ့စူပါဂျေချန်နဲ့တဲပေးတာကိုသူကလက်မခံလာလားဆိုတော့ကိုချားမိတာတော့လောလောဆယ်တော့စူပါဂျေချန်နဲ့သူ့ကိုတဲတယ်လို့မချားမိဘူးအဲ့တော့ ဟိုဘယ်လိုသူကတော့ဒီ manly base ကစားမှာပေါ့နော် manly base fighter ဖြစ်တဲ့အတွက် manly မှာတဲတယ်မတဲရောင်းကမှာတဲပေါ့အဲ့ဒါသူ့အတွက်ပိုပြီးကောင်းတဲ့အခြေအနေပေါ့ဒီ campaign လို့နေရာမျိုးမှာတော့သူကပွဲရနိုင်မှုဝေးရပေါ့အဲ့တော့လက်ရှိမှာသူနဲ့ဒီပြည်ရင်းမှာပြတ်တယ်မယ်ဆိုလို့ရှိရင်ဘယ်ကစားသမားတွေကဖြစ်နိုင်ကြုံလဲဒါကျွန်တော်ပြောရင်းပြောမယ်ဆိုလို့ရှိရင်ဒါဒီအောင်ခိုင်ကသွင်းသွင်းနဲ့ထိုးပြီးသွားပြီပေါ့နော်အဲ့အချိန်မှာအောင်ခိုင်ကိုတိုးတက်လိုက်လက်ရည်ကိုမြင်ပြီးတော့အောင်ခိုင်ရာမန်နဲ့ထိုးမလားကျူဇော်ဝင်းနဲ့ထိုးမလားဆိုတော့ဝန်င်းနေပေါ့နော် အဲ့လိုအမြင်တွေတွေ့လာတယ်အဲ့ချိန်မှာဒီကျော်စာဝင်းရဲ့ဘွဲကိုပြန်ကြည့်ခြင်းတဲ့ပြိတ္တကလည်းရှိလာအဲ့တော့ကျော်စာဝင်းနဲ့အောင်ခိုင်တဲ့အခြေအနေအရဘယ်လိုရှိနိုင်လဲပြီးဘယ်ကစားသမားအနေနဲ့သူအဲ့လိုပြောင်းနေရတဲ့ဆိုင်ပေါ့နော်ဘယ်ကစားသမားအနေနဲ့ပြန်တည်ရမျိုးကသူ့အတွက် focus ဖြစ်မလဲပေါ့ဒီကတော့ဒီပွဲစီစဉ်တဲ့သူတွေအပိုင်းတော့ကိုမသိဘူးပေါ့နော်ဒီအတွင်း CEO ကိုကြတော့ပြောလို့လည်းမကောင်းဘူးတချို့ဟာတွေကသူ့ကိုဘယ်သူနဲ့တည်လဲပွဲတည်တာလားဟိုပွဲတည်ရတာနဲ့သူကပဲပွဲရောလက်မခံတာလားသုံးမဟုတ် ဝယ်မရတာလားဝယ်မတည်ပြီးတာလားအဲ့ဒီအပိုင်းကတော့တပိုင်းမှသူတို့တွင်းစီပါခုနကညီလေးပြောသလိုအောင်ခိုင်းနေလဲစောစောဝင်နေထုံမလားရာမန်နေထုံမလားဆိုတော့အောင်ခိုင်းကစောစောဝင်နေလေထိုးဘူးတာပဲဟုတ်ကဲ့ရာမန်နေလေရန်ကုန်မှာလည်းထိုးဘူးတယ်ခုနောက်ဆုံးနေမှာလည်းထိုးတယ်နေမှာလည်းထိုးတာပဲအဲ့လိုမျိုးပဲဟိုပြောချင်တာအောင်ခိုင်းရာမန်ထိုးတာကိုပြောချင်တာမဟုတ်ဘူးဒီပထမတန်းအဆင့်ပေါ့ဟိုကစောစောဝင်ပထမတန်းအဆင့်လည်းရပဲတမတ်စောစောဝင်လို့အောင်ခိုင်းလို့ရာမန်လို့နောက်ဆုံးရှုကလေးမင်းထားပါတော့ ဟိုနည်းနည်းလေးစီတော့လက်ရွေးกว่าချင်းกว่าမယ်လို့တော့ပထမတန်းလေးရပဲပထမတန်းအဆင့်ရောက်လာမှာတော့ဟိုလူ့ကိုရှောင်မယ်ဒီလူ့ကိုရှောင်မယ်ဟိုပုပ်ကိုရေးဟုတ်ကဲ့ရင်းနှီးလို့သို့မဟုတ်ကလပ်တူလို့ကလွဲရင်ပေါ့နော်ဟုတ်ကဲ့ဟိုဟိုလူ့ကိုရှောင်မယ်ဒီလူ့ကိုမှထိုးခြင်းတမယ်လို့တော့ရွေးလို့မရအောင်ခုနထွန်းထွန်းမင်းနဲ့သူထိုးတယ်ရှုံးရတယ်ဝိတ်กว่าတယ်ဝိတ်กว่าတာกว่าတာပဲပုံမြင်လား open weight ထိုးတယ်ဟိုလက်ခံပြီးရင်တော့ထိုးရမှာပဲဝိတ်กว่าတဲ့ကစားသမားတွေထိုးတာလည်းအများကြီးပဲဒီအလိုတန်းချက်မြန် open အနေနဲ့อ่ะ ဟိုဒီဟာကတော့အကြောင်းပြချက်တော့မဟုတ်ဘူးဟိုရှုံသိင်းလို့ပဲရှုံရတယ်ပေါ့ဟိုကအဲ့လိုမြင်တယ် तू ထိုးရမှာပဲကျော်သာဝင်းနေတယ်ဆို तू အသက်ရွယ်ရောလက်ရွယ်ကောင်းလည်းကောင်းပါလေကျော်သာဝင်းကတကယ်ပြည့်သက်လည်းကြိုက်တယ်ဦးနာစူပါရေချမ်းသူ့လာတယ်စူပါရေချမ်းနဲ့သူနဲ့ကြလို့ရှိရင်လည်း तू ပြန်မြင်သွားပြန်ဝက်ကဒါမဲ့လည်းပွဲကြီးကောင်းမှာပဲပုံမြင်လာတော့ဒီတွင်မှာတော့ထိုးဖို့ထိုးဘက်တွေကျော်သာဝင်းကတော့ပုံမြင်တာမရှားဘူးမနေဘူးထိုးမဲ့ဆိုရင်ထိုးလို့ရတာလေကျော်သာဝင်းရဲ့ဘက်တွေကျော်သာဝင်းနဲ့တည့်လို့ရတာလေ ဒေါ်သာဝင်းနဲ့ပွဲဖြစ်နိုင်တာလည်းအများကြီးရှိတယ်အဓိကပွဲတက်ပြီးမဲ့လူစီစဉ်ပြီးမဲ့လူအဲ့ဒီလူတွေကဒေါ်သာဝင်းပေါ့အမြင်ဘယ်လိုရှိလဲလက်ရှိချိန်မှာဟုတ်ကဲ့ဟိုပြည်သက်စိတ်ဝင်စားနိုင်မယ်လို့ထင်လားပွဲစီစဉ်သူတွေစိတ်ဝင်စားနိုင်မယ်လို့အဲ့ပေါ်မှာမူတည်တယ်လို့ထင်တယ်ထိုဘက်ကတော့ပြည်တွင်းမှာလည်းဒေါ်သာဝင်းအတွက်ဘုံမြင်တာမြင်တလောက်တော့မရှားဘူးလို့ထင်နေတယ်လေဖြတ်ပေးချင်တာကစားတော့မကိုယ်တိုင်ကဒီ1ကိုပဲသွားဖို့အာယုံအရင်ရရနေလို့ပြင်းပွဲတွေကိုသူအာယုံမဆိုင်တော့တာမျိုးဖြစ်နိုင်မလားအကို ကြပါလို့သူကိုရဲကနိုရဲဝမ်းသွားကျင်တယ်ဝမ်းမှာချန်ပီယံဖြစ်ကျင်တယ်ဆိုတာမျိုးဒီအရှိအဲကျွန်တော်ဒီ tournament နဲ့ပွဲမတိုင်ခင်เนี่ยပြောတာမျိုးအဲ့မတိုင်ခင်အရှိတလတစ်နှစ်နေပါလောက်တည်းပြောတာမျိုးကြာကစားသမားကိုရဲကဝမ်းသွားဖို့ပဲ focus ဖြစ်နေလို့ဒါတွေကိုမေ့တာလို့ဖြစ်နေတာအဲ့လေဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘယ်လိုသူဟိုမှာအောင်မြင်မှုတွေဟိုကျင်းလဲဘာလို့လဲသူသူဘန်ကောက်လို့ဘာလို့သွားပြီး join လာမျိုးတွေပါလေကိုလိုကြားရတယ်လေညီလေးပြောတာလည်းဖြစ်နိုင်ပါတယ်အဲ့ဒါလေဟုတ်ကဲ့အဲ့တော့ကျော်တော်ဝင်းနေရာနဲ့အကိုစဉ်းစားကြည့်မယ်ဆိုလို့ရှင်ဒီဘောနော်ဒီခုနပြောရမရှင်တစ်ခုပေါ့ ဝမ်းသွားဖို့အတွက်ဆိုမယ်ဆိုတော့အပိုင်းကျွန်တော်ဆက်သွားမယ်ဆိုပြီးဘာတွေပြင်ဆင်တဲ့လဲဆိုတော့သူလွန်ခဲ့တဲ့တစ်နှစ်လောက်မှာသူ tournament နဲ့ open weight ထိုးထားတယ်ပြင်မြင်ချင်းကမှထိုးတဲ့ပွဲဆိုလို့ရှိရင်ဒါသူ weight အကြီးနေပဲထိုးလာတယ်သူ body ဒီအချိုးစားအရဆိုလို့ရှိရင်ဘယ် weight တန်းကိုသွားတဲ့လဲဝမ်းဆိုရင်အဓိကတော့ဝမ်းမှာသွားတယ်ကိုမြင်တော့မြန်မာတွေကဝမ်းမှာသွားထိုးနေတယ်မြန်မာကကလားသမားအများစုကလွှဲနေတယ် weight တန်းရလွှဲနေတယ်ဟုတ်ကဲ့ဟိုသူတို့ထိုးသိမ်းတဲ့ weight ကကြီးဟိုကြီးရတဲ့ကိုမြင်တဲ့တန်းမှာသွားသွားထိုးနေတယ်ဟုတ်သူကြပါလို့ ဥမာဆိုလင်းဘင်နာဝိတ်တန်းမှာထိုးတယ်ဆိုလင်းဥသာအောက်တတန်းဆင်းလိုက်ပြန်35ပေါင်း fly weight ကိုဘယ်လောက်လှလိုက်မလဲသူတွေးမဲ့ဟာလေဟုတ်ကဲ့ဥမာဆိုတော့ပါဆိုအခုနောင်ဦးတို့ပါလို့ဆိုလဲအရင်ကတော့ fly weight ဟိုဘင်နာဝိတ်ကဆရာကြီးချန်ပီယံကြီးပဲဟိုကရောက်သွားတာပဲ fly weight ရောက် fly weight ရောက်သွားတာပဲအဲ့လိုပဲမိုးထအောင်လို့ဘာလို့ဆိုရင်လဲကိုမြင်တာပေါ့တော့မိုးထအောင်လို့နောင်နောင်ဆုံးထိုးသွားတဲ့စိန်လုံးကျော်တို့ပါဆိုသူတို့အောက်တတန်းလေးဆင်းလိုက်ပါဟိုဝိတ်နဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ညီညွတ်မျှတာမျှတာဆိုလို့ကိုမြင်တာဆိုလို့နှစ်ယောက်ပဲတွေ့တယ်တယောက်ကဘရိုနီကာဟုတ်ကဲ့မျိုးသူမျိုးအတန်ဝိုက်တန်းမှာဘရိုနီကာအရက်မောင်းနဲ့သူ့ရဲ့အလုံးထဲမှာဆယ်နဲ့ကွက်တီပဲသူ့တက်ရှည်တဲ့လူနဲ့တွေ့ရင်တော့မပိမ့်မိတ်ရေရေလောက်လိုက်ပဲတွေ့ရမယ်ဖစ်စကယ်ပိုင်းကသူ့ advantage ဖြစ်ဖို့တိတ်မလွယ်ဘူးနောက်တစ်ယောက်ကသွေးလင်းထက်ဟုတ်တယ်လေသွေးလင်းထက်လေးဆိုရင်သွေးလင်းထက်အရာမောင်းဒီခုနပြောတဲ့မိုးထောင်လိုပေါ့နဲ့ခြေတန်းလက်ဆက်တွေရီးကွာတာမဟုတ်ဘူးဒါလောက်ကြီးအကွာရေမဟုတ် သို့သောဝိတန်းရသူသည်အောက်တန်း store way မှာလာမည်သူထိုးနေတာ295မှာ295မှာဆက်ကြောက်295မှာသူထိုးနေတယ်ညာသွားပြန်295မှာထိုးတဲ့အတွက်သူပြိုင်ဘက်တွေသည်သူကအဗန်လေးပြန်ရပါတယ်သူလင်းထက်ကဟိုစုံကြပါတော့ဒီလေဦးနာမေးတဲ့ကြော်သာဝင်95မှာသွားထိုးတွေ့တွေ့ဝင်လိုက်လို့လို့ပဲပြောတွေ့တွေ့ဝင်လိုက်လို့ဆိုရင်တကယ်ထိုးထိုးတဲ့လားခန္ဓာ669ဟိုအလောက်ထိုးတဲ့ဗေဒံဝိတန်းအလောက်ထိုးတဲ့ဆိုးလင်းဦးလို့တန်းလာဘာလို့ဆိုးလင်းဦးနဲ့တွေ့တွေ့ဝင်လိုက်ပြီးအရာမောင်းမကွာအောင် ခြေစမ်းလက်ဆက်မကွာဘူးအစီရှိတာမရှိတာကြောင့်လားခန္ဓာကိုယ်ရဲ့ body ကွာသွားတာဘယ်လောက်လာလိုက်မလဲအဲ့လိုမျိုးပေါ့နော်ဝေတန်းကြီးသွားထိုးလို့ရှိရင်တော့အဆင်မပြေဥမာဆိုကြပါစို့ထွန်းထွန်းမင်းအခုထွန်းထွန်းမင်းဒီ1မှာသွားထိုးမယ်လို့ပြောတယ်1မှာကိုသီးသလောက်အများဆုံးရှိတာ85လား88လားခွီလို့ပဲရှိတယ်အဲ့ဒီ champion ဆိုရင်6ဝင်နဲ့လမ်းမလောက်ရှိတယ်အဲ့ဒီတန်းထွန်းထွန်းမင်းသူလူနဲ့ဝိဒ္ဓတူမယ်ဘယ်လိုထိုးမလဲဟုတ်လားတော့လမ်းမလောက်တော့ကွာမှာပေါ့အရေးဆိုလဲ6ဝင်နဲ့ဆိုတော့ဟုတ် ဟုတ်တယ်မလားဟုတ်တယ်တို့ရငါးဘီ17ကျော်လောက်ထဲတော့မဲ့ငါးဘီ17တော့မကျော်လောက်ဘူးထားပါတော့ကျော်လောက်ဟုတ်ထွန်းတော်မင်းနဲ့တူတူနဲ့တော့မှတလမကွာတယ်တလမတူတူကမြင်လေးတယ်ဟုတ်ကဲ့ဟိုဆိုလိုတာအဲ့ဒီဟာလေးတွေတော့တေချာတော့ချက်ပြီးသွားထိုးသေးတယ်ဟိုကျော်သာဝင်းမဟုတ်ပါဘူးဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဟုတ်ကဲ့ပြီးနောက်တစ်ခုကလေကျွန်တော်ဒီ1ပေါ့နော်လက်ရှိမှာ1 1 1ဆိုတဲ့တည်င်းစကားအရင်ဖြစ်နေရအောင်ဒီ Bronica ဆိုလို့ရှိရင်ဒါ Type 5မှာနာမည်ကြီးပြီးသား ဲ့ဝမ်ချမ်ပီယံနဲ့စာရောချုပ်လိုက်တဲ့အခါမှာသူ့ရဲ့ identity ကရက်သွားတာမျိုးတွေရှိတယ်။ဒါ Thai fight မှာချန်ပီယံဖြစ်ပေးတာတရားပေါ့နော်။ဝမ်ရဲ့စာချုပ်ပါအချက်လက်တွေကသူ့ identity တချို့ရက်သွားတာမျိုးတွေရှိတယ်။ပြီးဒီစာချုပ်ပါဒီ mobile ခွင့်နေအများကြီးပါလာတယ်ပေါ့နော်။ပြီးဝမ်ရဲ့စာချုပ်အရာကျွန်တော်တို့ကဒီစာချုပ်မကုံဆုံးခင်တစ်နှစ်အလိုမှာ ဘလိုဘလိုတွေသဘောလောက်ရမယ်ဆိုသဘောတူညီမှုအရာမျိုးတွေရှိတယ်။နောက် promotion တစ်ခုကိုတွားကျင်တာမျိုးကလန်းမှုမျိုးဘယ်ကာလအတွင်းမှာစဉ်းစားရမှာမျိုးဆိုတာမျိုးတွေရှိတယ်။စောစောဝင်းကကြတော့ဒါကြောင့်လက်ရှိမှာဒီပထမရန်းမှာပထမရန်းကတောင်းတောင်းမီ player လို့ပြောလို့ရတာပေါ့နော်။ဒီဘက်ကသွေးလင်းထတ်တို့ဒီ AM တို့ကြတော့လေပထမရန်းမရောက်သေးတဲ့ fighter တွေပေါ့။အဲသူတို့လို fight ကစားသမားမျိုး1ကိုတွားရဲလမ်းနဲ့ဒီစောစောဝင်းလို့ကစားသမားမျိုး1ကိုတွားရဲလမ်းနဲ့ကွာချားနေမှာပဲ။အကူကဘယ်လိုမြင်လဲလား။ ညီလေး1မှာစာချုပ်ဆိုတဲ့ကိစ္စကိုပြောမယ်ဆိုရင်ဟုတ်ကိုအခုကညီလေးကမြန်မာကစားသမားတွေအများကြီးထိုးတယ်ညီလေးပြောတဲ့နောက်ကွယ်ကဟိုသဘောတူညီချက်တွေပါဆိုတာဒါစာချုပ်ကြီးကိုပြောတာဟုတ်ကဲ့ကျော်တော်ဝင်အခုနေ1သွားလဲကိုမြင်လာတော့စာချုပ်ကြီးရရမှာမဟုတ်ဘူးဆိုလင်းလို့စထိုးသလိုပဲထိုးရမှာပဲမိုးထောင်လို့သွားထိုးသလိုစူပါဂျီချန်းလို့သွားထိုးသလိုပဲထိုးရမှာရော်နီကာစာချုပ်ရတယ်ဆိုတာက time 5မှာသူကဒီ king cup ကိုနှစ်ချိန်သက်နှစ်နှစ်သက်ရလာလို့သူကိုခေါ်လိုက်တဲ့သဘောမျိုး ကိုကြားတာဆိုဟိုဘရော်နီကာရှိတယ်မြန်မာတွေကဆိုရင်ဒီကဆိုလင်းကိုရှိတယ်ဆိုလင်းကလည်းသုံးဝက်သက်တိုင်းနိုင်ပြီးမှစာချုပ်ရတယ်နောက်ပြီးတော့ဟိုတန်းစင်ကိုတခရုနဲ့ထိုးပြီးတဲ့အချိန်မှာဟိုစာချုပ်ပုံစံမျိုးလေးလုပ်ပေးတယ်လို့ကြားတယ်အဲ့၃ယောက်ကလွယ်ကျန်တဲ့ကစားသမားတွေဒီလွတ်လွတ်လပ်လပ်ဆိုကြပါသူမိုးထောင်လို့ပုံမှန်ထိုးတယ်စူပါရေချမ်းလို့ဝမ်းမှာထိုးတယ်နိုင်တယ်တို့တော့ကင်ဘီလေပွဲတွေထိုးခွင့်ရှိတယ်ထိုးလေထိုးနေကြတယ်မိုးထောင်လည်းထိုးတယ်စူပါရေချမ်းလည်းထိုးခဲ့တယ် အဲ့တော့ကြော်တော်ဝင်အကိစ္စတော့ကိုယ်အနေနဲ့လောလောဆယ်စိတ်လည်းမပူသေးဘူးဟုတ်စိုးလည်းမစိုးရင်သေးဘူးစာချုပ်ကြောင့်ဘလို့ချင်နာဝါမလဲဆိုတဲ့ဟာကိုမတွေးသေးဘူးဘာကြောင့်လဲဆိုတော့ तू စာချုပ်မရနိုင်သေးဘူးအဲ့လိုဆိုတာထက်ပေါ့နော်ကြော်တော်ဝင်က तू ပရမတ်မှာထိုးနေတဲ့လူဖြစ်တဲ့အတွက်အခြားလူတွေလိုမျိုးသွားမထိုးနိုင်တာကြောင့်မှဒါမျိုးကကြက်ကြန်နေရလားကျွန်တော်မေးချင်တာဟုတ်ပါဘူးဟိုဟာသွေးသိဝင်လာရင်လည်းပဲဥပမာပေးမယ်သွေးသိဝင်လာရင်ဒီလေဟုတ်ဝမ်းမှာနှစ်ပွဲတောင်ထိုးပြီးွားတယ်ပြင်းပွဲတွေမှာလည်းထိုးနိုင်တယ် ဟိုသွေးသက်ဟိုကြော်တော်ဝင်ပထမရမ်းမှုလို့သွားလို့မရဘူးသူသွေးသက်ကတော့ပါလေသွားလို့မရဘူးဆိုတော့ဒီလိုကသူ့ဘက်ကတောင်းဆိုရရများနေလို့ဝမ်ဘက်ကကန်လန်းတာတချို့ကသူမကြိုက်လို့မြန်ဒီစာချုပ်ကဒီထိုးဖို့ပေါ့နော်အရှိမထိုးဖို့ပွဲတွေအဆင်မပြေရမျိုးဖြစ်နေတာလားဟုတ်ဒါကြတော့မမြင်နိုင်ဘူးလေဟာကန်လန်းလည်းဘလို့သိမလဲကိုတီးသလောက်ကတော့ကွာဒီလိုအချိန်မှသွားတာဟိုသွားတက်ကလားသမားတွေဒီ1 Friday 5ပဲလို့ကဟုတ်ဂျားပွဲပဲဟိုတီးသလောက်အဲ1 Friday 5ထိုးတဲ့ကလားသမားတွေချင်းနာမှုသိမရှိသေးဘူးဟုတ်ကွန်ထရက်လည်းမရသေးဘူး သူတို့ကြရင် performance ကြရင်လာဝဲထပ်ပေးမယ် performance မကြရင်ရက် channel ရလိုက်မယ်အဲအဲ့လိုသဘောမျိုးနဲ့ပဲလောလောဆယ်သွားတယ်လို့ပဲကိုထင်တယ်ဟုတ်ကဲ့ကျော်သွားပြီလက်ရှိမှာပွဲလဲဝေးနေပြိသက်ရှိကိုလည်းပေါ်မလာဘူးသူဘာတွေဆက်လုပ်တင်လဲဒီတိုင်းဆိုလို့ရှိရင်ပျောက်သွားပြီလို့ပြောလို့တော့မရဘူးပေါ့နော်တစ်ချိန်ချင်းတော့ပြန်လာနိုင်မှာဒါသူဘာတွေဆက်လုပ်တင်လဲသူပွဲဝေးနေပြီပဲကိုအမြင်ကတော့ဘာတွေလုပ်တင်လဲဆိုသူကတော့လက်ဝဲသမားပဲလေဘရိုလက်ဝဲသမားပဲယူရလက်ဝဲသမားဘရိုတယောက်နေလဲလေကျမှုတွေကောင်းကောင်းဆက်လုပ်တင်လဲ one ကိုသွားသည်ဖြစ်စေ DB ဘဲမှာပဲထိုးသည်ဖြစ်စေသူ့ရဲ့အကောင်းဆုံးချိန်နေသူ့ရဲ့ဟာတွေကိုသူပြရအောင်မယ်သူကရေချင်းရှိတဲ့ကစားသမားတယောက်ဒီတိုင်းတော့မပြောက်ွယ်သွားသေးခြင်းသူမမဟုတ်ပါဘူးဥမာထွန်းထွန်းမင်းတို့ဆိုလေကိုဒီတိုင်းပဲမျှော်နေတယ်ဟိုထွန်းထွန်းမင်းတို့ဒီကြော်တော်ဝင်းနဲ့ထိုးပြီးနောက်ပိုင်းကွဲမတွေ့တော့ဝမ်းမှာပြန်ထိုးမယ်လို့ပြောပါဦးဆိုအဲ့ဒါခုံလဲယူလေဟိုဘာလဲဖြစ်တယ်ကြိုလဲကြိုဆိုလေဖိုးကြပါဘာလို့လဲဆိုတော့မြမပြီးမှတကယ်ရေချင်းရှိတဲ့ကစားသမားတွေကိုဆော့ဆော့သေးသေးနားဝါးတာမျိုး အကြောင်းမျိုးကြောင့်တောက်ွယ်သွားတာမျိုးမဖြစ်စေချင်ဘူးတွန်းတုံးမင်းတို့ဒီတွင်းမှာပဲဖြစ်စေဝမ်းမှာပဲဖြစ်စေပြန်ထိုးပြန်လန်ဆွဲပြတာမျိုးလည်းမြင်းခြင်းလည်းအဲ့လိုမျိုးပဲကျော်ဆောင်ဝင်းဆိုလည်းအသက်အရွယ်အားဖြင့်ငငယ်လေးသူ့ရဲ့အများကြီးအသက်ကြီးတဲ့ကစားသမားတွေတောင်ဖိုးနှုန်းကဆိုလင်းလို့ပါတော့လေတောင်ဖိုးနေကြသေးတာပဲဒီအသက်အရွယ်ကြတော့မပြောက်ွယ်ဘူးအဲ့လိုမျိုးပဲအကြောင်းမျိုးကြောင့်လည်းမပြောက်ွယ်ဖြစ်ခြင်းဘူးကျော်ဆောင်ဝင်းစီဒီလေးပြောသလိုပဲပထမတန်းအဆင့်ပထမတန်းအဆင့်တော့မှ ဒီထိတ်ဆုံး3 4 5ရောက်ထဲမှာတေချာပေါက်ပါတယ်ဟာအဲအဆင့်ကိုရောက်လာဖို့သူအများကြီးဖြတ်တန်းခဲ့ရတယ်အများကြီးပေးဆက်ခဲ့ရတယ်အများကြီးကြိုးစားခဲ့ရတယ်အဲ့တော့ကိုထင်ပါတယ်သူလည်းလွယ်လွယ်နဲ့လက်လျှော့မှာမဟုတ်ပါဘူးဒီတစ်ခုခုသူစောင့်ဆိုင်းနဲ့ကြိုးစားပြင်ဆင်နေတယ်လို့ပဲထင်တယ်ဟိုကြောက်လည်းမပြောက်သေးပါဘူးဟုတ်ပြီကြိုးစားဝေးမော်နော်အဲ့တော့ဆက်သွားမယ်ဆိုလို့ရှိရင်သူဘာတွေကိုရွေးချယ်တင်လဲဘာတွေပြည့်ပြည့်စင်တင်လဲကိုဟိုဘာလို့ပဲရွေးချယ်ရွေးချယ်ကိုသူ့အနေနဲ့ကတော့တင့်တယ်လို့တင့်တယ်တယ်လို့ပဲထင်တယ် ဝမ်းသွားလို့ရှိရင်ခုနပြောတဲ့တစ်ချက်ပေါ့နော် तू ဝိတ်နဲ့ तू အရက်မောင်းနဲ့ဟုတ်ကဲ့တင့်တော်တဲ့ဝိတ်တန်းလေးတစ်ခု तू ရေးချက်အဲ့ဒါ तू အောင်မြင်ပါပဲအပြူရင်းမှဆိုလေဒီတိုင်းပဲပြူရင်းမှလည်း तू ဒီခုနပြောသူထိပ်ပိုင်းထဲမှာလုံးဝပါသေးတယ်လက်ရှိချိန်မှာဒီထွန်းထွန်းမင်းကိုရှုံးတာရှုံးတာတော့ရှုံးတဲ့ရှုံးတဲ့အပိုင်းပေါ့နော်သို့တော့သူ့နိုင်အောင်ထိုးမဲ့ဒါသမားလက်ရှိချိန်မှာညီလေးမြင်ကြည့်လိုက်အော်ပြည့်သက်လေးမြင်ကြည့်လိုက်ဘယ်နှယောက်များရှိနိုင်လဲဟုတ်ကဲ့သူဒီဟို ရိုးရလက်ဝဲရဲ့ပထမတန်းထိပ်ပိုင်းထဲမှာဒေဂျာဘောက်ရှိနေသေးတယ်ကစားမှာသူလက်ရှိ performance ဟောတာမအောက်သွားဘူးပဲသူပြင်ဆင်မှာကိုကတော့ပြင်ဆင်နေတယ်ထင်တယ်သူနောက်ထပ်လာမဲ့ပွဲစဉ်တွေမှာအဆွမ်းပြနိုင်မှုရလက်ကောင်းတွေယူနိုင်မှုအတွက် ပြင်ဆင်လေ့ကျင့်နေတယ်လို့ပဲမျှော်လင့်တယ်အလိုမျိုးပဲဖြစ်ပါသေးပေါ့နော်ဒီတော့တော့သူကကျွန်တော်ဒီ covid ဖြစ်ပြီးတဲ့ကာလမှာတချိန်တော့တိုးတက်လာတဲ့ fighter ပေါ့အဲ့ဒီအချိန်မှာသူ့မှာဒီလေ့ကျင့်မှုအတွက် နော်ဒီလုံလောက်တဲ့နီးပြအဖွဲရှိတယ်နေရာရှိတယ်ပေါ့နော်အပြီးအခုပြန်တွေးကြည့်မယ်ဆိုရင် tournament ကိုထိုးထိုးခဲ့တဲ့အားနဲ့လက်ရှိချိန်ဒီပြန်တွေးမယ်ဆိုတော့တစ်နှစ်နီးပါးလောက်ဖြစ်သွားပြီသူကြားမှာ time မှာသွားလေ့ကျင့်တာလည်းရှိတယ်အဲဒါပေမဲ့သူအစင်းသမဖြစ်သေးဘူးဆိုတော့စင်းစကားမျိုးပြန်ကြားရဆိုတော့လေ့ကျင့်မှုအတွက်အခက်ခဲဖြစ်နေတာအကြောင်းလားဒါမို့လေ့ကျင့်နဲ့ပတ်သက်တဲ့အခြေအနေတွေအချိန်ခံနေရာတွေကသူစိတ်တိုင်းကစူးစီးလို့မရနိုင်သေးတာကြောင့်လက်ရှိမှာတို့ကျွန်တော်ပြည်သက်နဲ့ဝေးကွာနေတဲ့အခြေပွဲဝေးနေတဲ့အခြေအနေမျိုးတွေဖြစ်နေရလား ဒါတွေကဟိုအချင်းချင်းအကြောင်းအကြောင်းကြောင်းပေါ့နော်ဟိုပွဲဝေးရဆိုတော့ပွဲမရလို့လည်းဖြစ်ရင်ဖြစ်မယ်ခုနပြောသလိုသူဘက်ကချိန်ယူခြင်းလို့လည်းဖြစ်ကောင်းဖြစ်နိုင်လာပေါ့အကြောင်းအကြောင်းကြောင်းတော့ဖြစ်နိုင်လာပေါ့ဟုတ်ကဲ့ဒီကျွန်တော်တို့ဒီပြီးခဲ့တဲ့ဒီနိုဝင်ဘာပေါ့နော်2024နိုဝင်ဘာ KP နဲ့ပွဲနေပြီးရဲ့အခါမှာအကျော်စားဝင်းကိုပြတ်တယ်မယ်ဆိုတဲ့အတံမျိုးကိုကျွန်တော်ကြားရတယ်။တောင်းလေးလိုပွဲမျိုးမှာဒါကြောင့်ပြတ်သွားရလို့လည်းကျွန်တော်ကြားရတယ်ပေါ့နော်။အဲ့တော့ တချို့အရာတွေကကျွန်တော်တို့မသိနိုင်ဘူးကျွန်တော်ကခံမှန်းတွက်ချက်မှုနှုံနေပဲခံမှန်းတွက်ချက်မှုနဲ့ပဲမှန်ပါပါဘယ်မှာဒါပြောနေတာပဲတော်လဲကောင်းလွဲလိုက်နေပေါ့ဒါပေမဲ့ကြော်စာဝင်းလို့ကစားသမားမျိုးတော့ကျွန်တော်တို့ပြိတ္တနဲ့အကြိုက်ဝင်းနေအောင်မဖြစ်ပဲနဲ့မကြခင်ဆိုင်ပေါ်မှာပြန်မြင်ခြင်းနဲ့မှန်ပါဟုတ်ဟိုလေဟိုကြော်စာဝင်းလို့ကစားသမားကိုခုနပြောတဲ့ဟာကြော်စာဝင်းမှမဟုတ်ပါဘူးအရေးချင်းရှိတဲ့မြန်မာယူကကစားသမားတွေဘယ်လိုမှစောစောစီးစီးအချိန်မနိုင်မဲနဲ့မပြောက်ွယ်သွားသေးခြင်းမအောင်ဆက်ပြီးတော့ယူရလဝိခုံဆောင်နိုင်သေးခြင်းနဲ့ ဟုတ်ကဲ့ပါဘူး။ကျွန်တော်တို့ပြောခဲ့တာကိုပြည့်တက်လဲကျင့်ရမယ်လို့ထင်တယ်။အဲ့တော့အစီအစဉ်ကိုခဏရပ်လိုက်အောင်နော်ဘော။